ာကစားပဲအုပ်ချုပ်တည်ဖြစ်စေကိုကန့်တပ်ပဲအုပ်ချုပ်တည်ဖြစ်စေကြိုက်တဲ့လူအုပ်ချုပ်ပါစေဘီတူတွေကတော့အုပ်ချုပ်တဲ့လူတွေကဘီတူတွေအပေါ်မှာမြတ်မြတ်တတဖြစ်ဖို့ပဲလို့ရှင်နေဘီတူလာအုပ်ချုပ်ပါဘီတူကမှမအုပ်ချုပ်နဲ့လို့လေပြောပိုင်ခွင့်မရှိဘူးလက်ရက်ခေါ်လို့လည်းမရဘူး တဆင်နဆက်ခွန်စစ်စင်ရင်းတဲ့အတူလာရှင်မြို့ကိုတိုင်ပဖို့စစ်ကောင်စီနဲ့ကိုကန်တပ်ဖွဲ့ MMDA တို့က2024ခုနှစ်တုန်းကတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီးတော့နေအိမ်ပျက်စီးမှုနဲ့အရက်သားဒေဆုံမှုတွေကလည်းအများပြားရှိခဲ့ပါတယ်။ဒေဆုံမှုတွေအများပြားခဲ့တဲ့အပြင် ဆုံးရှုံးမှုကလည်းကြီးမားလာပါတယ်။ဒါကြောင့်ဒီတစ်ပတ် podcast ထဲမှာတော့တရုတ်ကြားကွက်ထဲကလာရှုံမျိုးဆိုတဲ့ server တစ်ပုံနဲ့လာရောက်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ မူရင်းစာမကိုပြန်လည်ဖတ်ရှုချင်တဲ့ဆိုရင်တော့ www.shannewbarmis.org မှာတွားရောက်ဖတ်ရှုနိုင်ပါတယ်။လုံချုံရဲ့အရာစာမအတွင်းမှာတော့နာမည်နဲ့အတန်ကိုအစာထိုးအသုံးပြုထားပါတယ်။ကျွန်တော်ကတော့တင်ဆက်သူကျိုက်စင်ပါ။ တကြံကာလအပြီးမြန်မာနစ်ဆန်တရဲ့ April 18ရက်နေ့မှာကိုကန်တပ်ဖွဲ့ MMDA ထိန်းချုပ်ခဲ့တဲ့လာရှိုမြို့ပေါ်ကိုတရုတ်အစိုးရကိုယ်စားလှယ်များနဲ့အတူစစ်ကောင်စီထိပ်ပိုင်းအရာရှိတချို့ကရောက်ရှိလာခဲ့ပါတယ်တရုတ်ဖိအားကြောင့်တကြံပြီးဧပြီ18ရက်နေ့အထိလာရှုမြို့ပေါ်ကနေ MMDA တပ်ဖွဲ့တွေဟာတပ်ဆုပ်ခွာဖို့အချိန်ပေးထားတဲ့တည်င်းတွေထွက်ပေါ်ခဲ့ပေမဲ့လည်းဒီလိုမျိုးဖြစ်လာမယ်ဆိုတော့ဘယ်သူမှမယုံကြည်ခဲ့ပါဘူး။ တရင်ဟာမထင်မှတ်ထားပေမဲ့ကိုကန့်တက်တင်ပိုက်ထားတဲ့ဆဲလာနီပါရက်ဆိုင်ထားတဲ့လာရှုလေးစက်ဟာဧပြီလ16ရက်နေ့မှာတော့စက်ကောင်စီအရာရှိတချို့နဲ့တယောက်အစိုးရကိုယ်စားလှယ်တွေကိုတင်ဆောင်လာခဲ့တဲ့ရဟတ်ရင်နစီရုတ်တရက်စင်တက်လာခဲ့ပါတယ်။ ဒါပြင်လာရှော့မြို့ကိုစစ်ကောင်စီအရာရှိနေတဲ့သူတရုတ်ကိုဆက်လက်ပေကျင်းအစိုးရရဲ့အာရှရေးရာအထူးကိုဆက်လက်မစ္စတာတိတ်ရှိကျွန်းကိုတိုင်လိုက်ပါခဲ့ပြီးတော့ MMDA ထိန်းချုပ်ထားတဲ့လာရှော့မြို့ကိုစစ်ကောင်စီလက်ထဲပြန်လည်အပိတ်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ကအရာရှိတချို့တရော့အစိုးရကိုယ်စားလှယ်များကိုကန့်တက် MMDA တို့တပွတ်ဆိုင်စီဝဲကိုဧပြီလ18ရက်နေ့မှာလာရှိမြို့စင်နကောင်ဟိုတယ်မှာပြုလုပ်နေပြီး၎င်းဟိုတယ်အနီးတစ်ဝိုက်ကိုလည်းကိုကန့်တက်က လုံခြုံရေးထူထပ်စွာချမှတ်ထားပါတယ်တဖက်မှာလည်းမုံရံမြို့ကိုချစ်တင်ရောက်ရှိနေတဲ့စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေကိုကိုကန်တဖက်ကနှံပောင်ကနေတဆင်းတွားရောက်ကြည့်ပြီးတော့လမ်းကြောင်းကနေတခြားလုံခြုံရေးယူပေးထားတာတွေလည်းရှိခဲ့ပါတယ်။ လာရှိုးမြို့မှာတာဝန်ပြန်ထမ်းဆောင်မဲ့စစ်ကောင်စီလက်အောက်ခံတွေကတော့အထွေထွေအုပ်ချုပ်ရေးမြို့နယ်ဦးစီးမှုလူဝင်မှုကြီးကြပ်ရေးလဝကနဲ့စစ်ပတ်ရေးရာလုံခြုံရေးစာရဖားတို့အားလုံးကိုအရှင်းမြတ်တိုင်းစစ်တနာချုပ်ရမခါရဲ့တိုင်းစစ်ဦးစီးချုပ်ဦးဆောင်ပြီးအယဝတ်နဲ့လာရှိုးမြို့ထက်ကိုဝင်ရောက်ခဲ့ပါတယ်။ အလားတူစစ်ကောင်စီနဲ့ကိုကန်တပ်တွေရဲ့လှုပ်ရှားမှုကိုကြည်ကြံစောင့်ကြည့်ဖို့တရုတ်ဘက်ကလာရှုမြို့ပေါ်မှာကောင်စစ်ဝင်ရုံတို့မဟုတ်ကုန်တွယ်ရေးရုံဖွင့်လှစ်ပြီးကိုကန်တပ်ကလည်းမြို့ပေါ်မှာဆက်ဆံရေးရုံအခြေစိုက်ထားမယ်လို့ဝါရင်တော်လန်ရဲ့ရဲဘော်ဟောင်းတို့ကကျွန်တော်တို့ရှမ်းတန်းတော်ဆင်ကိုပြောပြပါဗျာ။ ကိုကန့်တဖက်ထိုင်းချုပ်ထားတဲ့လာရှုံမျိုးကိုစစ်ကောင်စီထံပြန်လည်အနိုင်ရတယောက်အထူးကိုစလဲမစ္စတာတက်ရှိကျွမ်းကိုတိုင်လာရောက်စီမံပေးနေခဲ့ပေမဲ့လည်းတပ်ဆိုင်ရာအတတီကနေတရားဝင်တရင်ထုတ်ပြန်ပြောဆိုခြင်းတော့မရှိပါဘူးစစ်ကောင်စီနဲ့ကိုကန့်တတို့ကတယောက်ရဲ့ဂျာဝန်စစ်ဆိုင်ညင်နိုင်မှုနဲ့ကိုမင်းမြမဇန်နဝါရီလ16ရက်နေ့ကတရားဝင်အပြစ်ခတ်ရက်စရေးတဘောတူညီချက်ရရှိခဲ့ပြီးတဲ့နောက်လာရှုံမျိုးကနေကိုကန့်တန်ပြန်လည်ဆက်ခွာရေးပြတ်ဖြစ်လာခဲ့ပါတယ် ကိုကန်ထိုင်ချုံထားတဲ့လာရှုံမြို့ကိုတယောက်ဖိအားကြောင့်စစ်ကောင်စီတန်းပြန်လည်လွှဲပြောင်းခဲ့ရတဲ့အပေါ်မှာ AFV တည်င်းဌာနကတယောက်နိုင်ငံခြားရေးဝန်ကြီးကိုမေးမြန်းခဲ့တဲ့အချိန်မှာတော့တယောက်နိုင်ငံအနေနဲ့မြန်မာပြည်မှာနိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကိုပြန်စားဖို့မိတ်ဆွေအနေနဲ့သာအကြံပြုပေးနေတာဖြစ်တယ်လို့ဧပြီလ22ရက်နေ့ကတည်င်းစာရှင်းလင်းပွဲမှာပြန်လည်ဖြေကြားခဲ့ပါတယ်။ ကိုခန့်ထပ်ဘက်ကတော့လိုင်းရှုံမျိုးနဲ့နှမိုင်အကွာဝဲမှာဆက်လက်သွက်ဆွဲထားပြီးတော့မြုပ်ကိုဝန်းရံထားသလိုဘေးပတ်ဝန်းကျင်မှာရှိတဲ့ကျေးရွာများကိုထိန်းချုပ်ထားမယ်လို့ဒေသခံများကပြောဆိုထားပါတယ်တဖက်မှာလည်းအင်အားကန့်တက်ခံရမယ့်အနေအထားရှိတဲ့စစ်ကောင်စီတပ်အတွက်မီဒီယာတွေမှာတက်စကန်ချမှာကိုလည်းမတိရှိရသေးပါဘူး။ဌာနဆိုင်ရာကတော့နကူမူလယုံနီယာပဲပြန်ဝင်လိမ့်မယ်။စစ်တပ်ကတော့ပင်နာမနေမလဲပြောတတ်ဘူး။ တရားမှာတော့စေဝဆုံနဲ့လက်နက်နဲ့ဝင်လာတာမျိုးမဟုတ်အကုန်လုံးအရဝတ်နဲ့ပဲစစ်တပ်အရင်နေရာတွေကတော့အကုန်ပြက်စီးသွားတော့ပြန်နေလို့မရတော့ဘူး စက်ကောင်စီ MMDA နဲ့တရုတ်အထူးကိုယ်စားလှယ်တို့ကဧပြီ22ရက်နေ့မနက်ပိုင်းမှာလဲတုံ့ဝန်ဆန်ဆင်းရဲပွဲရလက်အဖြစ်အရှိန်မြောက်တိုင်းစစ်တပ်ချုပ်ရမခမစစ်ကား120ကျော်အင်စီကား100နီးပါးစစ်စုပေါင်းကားအစီးရေနေရာကျော်ပါလာတဲ့စစ်ရင်တန်းဟာမြန်မာနိုင်ငံတော်အလံနဲ့ရမခနေဝန်းနီအလံတို့ကိုလွန့်ထူပြီးတော့လာရှုံမြို့ထက်ကိုစစ်ကောင်စီတပ်တွေကပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ စစ်ကောင်စီတပ်ဟာသူတို့အတွက်တပိုင်းမှာအရှက်ရဆုံးဆုံးရှုံးခဲ့ရတဲ့ရမခဌာနချုပ်ကိုတန်ရံမြွနဲ့မန်ပန်အခြေဆိုင်အမတ်ရှစ်တမ်းမြင့်လက်ကျင်ရဲကြောင်းမှာရည်ရည်ဌာနချုပ်ဖွင့်လှစ်ထားခဲ့ပြီးအဲ့ဒီကနေ့တစ်စစ်စစ်ရင်တန်းနဲ့လာရှုံးမြွထက်ကိုတရုတ်အကူအညီနဲ့ပြန်လည်ဝင်ရောက်နိုင်ခဲ့တာဖြစ်ပါတယ် ်ဧပြီလ3ပိုင်းကလာရှောပြမှာ MMD ရဲ့တက်ဆက်ရံပြင်ဆင်နေတဲ့အချိန်စင်းရုံစတင်ကြောင်းနဲ့ဌာနဆိုင်ရာရုံတွင်းပစ္စည်းများကိုအာလုံးနီပါကားပေါ်တင်ပြီးတော့ပြန်ရှင်းတွားခဲ့ပါတယ်ဒါကြောင့်မြို့နယ်ပြည်သူတွေများကနာမကျန်းဖြစ်တဲ့အခါမှာကျမရင်ဆောင်ရှောက်ဖို့ရရှိဖို့ကလည်းအခက်အခဲဖြစ်ပြီးတော့ရက်ကွက်အတွင်းနေဆက်ရာစေခမ်းများကိုတော့တွားရောက်ပြသနေရပြီးစစ်ကောင်စီဘက်မှဆေးရုံအုပ်ရောက်ရှိနေဖက်ပေမဲ့လာရှုံမြို့ဆေးရုံကြီးပြန်ဖွင့်နိုင်ဖို့အခြေအနေကိုတော့မတည်ရှိရသေးပါဘူး ရက်ွက်တရားစေခန်းလေးတွေပဲရှိရဲ့တမန်ဖျားနာဆိုရင်စေတချောင်းကိုတထောင်နှစ်ထောင်ဝင်းချင်းကုန်တယ်ဇေယောင်အုပ်ပြန်လာပြီလို့လည်းကြားတယ်ဒါပေမဲ့ပစ္စည်းတွေကကိုကန့်ဖက်တဲသွားတာဆိုတော့ဘာနဲ့ဇေယောင်ဖွင့်ကြမှာလဲပေါ့တချို့ကလည်းအလုတ်ထောက်ကုန်ကြပြီနောက်ဆုံးတော့တနက်ကန်တဲ့အဖွဲစည်းတွေကြားမှာဘာမှမတတ်နိုင်တဲ့ပြည်သူတွေကတော့ဘယ်သူပဲအုတ်ချုံအုတ်ချုံငင်းချမ်းစွာနေထိုင်ဖို့ကိုပဲအခုလိုပြောပြပါဗျာ ဇာကစားပဲအုတ်ချုပ်တီဖြစ်စေကိုကန့်တတ်ပဲအုတ်ချုပ်တီဖြစ်စေကြိုက်တဲ့လူအုတ်ချုပ်ပါစေဘီသူတွေကတော့အုတ်ချုပ်တဲ့လူတွေကဘီသူတွေအပေါ်မှာမြတ်မြတ်တတ်တတ်ဖြစ်ဖို့ပဲလို့ရှင်နေဘေတူလာအုတ်ချုပ်ပါဘီသူကမှမအုတ်ချုပ်နဲ့လို့လေပြောပိုင်ခွင့်မရှိဘူးလက်ရခေါ်လို့လည်းမရဘူး တယောက်ဖျားအကြောင်းနဲ့ဆက်ကောင်စီရဲ့လေကြောင်းအန္တရာယ်ဆိုးရွားမှုတွေကြောင့်ကိုကန့်တဟလာရှုံမြောက်ကနေဆက်ခွာတာမျိုးပြောဆိုမှုတွေရှိနေပေမဲ့လည်းတယောက်နိုင်ငံခြားရေးဝန်ကြီးဝန်ကြီးပြောဆိုထားတဲ့မြန်မာနိုင်ငံအတွက်စီတုံးစီကိုတယောက်ကိုယ်တိုင်ပဲချိုးဖောက်နေသလားဆိုတာကိုရှင်းရှင်းလင်းလင်းမတိရတဲ့ခင်မှာပဲပီတူတွေကတော့တာဝန်ယူမှုတာဝန်ခံမှုမရှိတဲ့လာရှုံမြောက်ကြီးကနေတယောက်ရဲ့ကြားကွက်ကစားပွဲတသက်ထိုးကြွေးခံရုံရတာဖြစ်နေပါတယ်ကျွန်တော်ကတော့ just